ယေရှုရှင်နှလုံးတော်ဝယ်နေကြီးရှင်လုကာအေဝံဂေလိကျမ်းအခန်းကြီး15အခန်းငယ်3မှ9ထိုချိန်၌သခင်ယေရှုက ဖာရိစေဦးနှင့်ကျမ်းတတ်ဆရာတို့အားမိန့်တော်မူသည်မှာသင်တို့တွင်မည်သူသည်သိုးအကောင်တရာရှိ၍၎င်းတို့ထဲမှသောတကောင်ပျောက်ဆုံးသွားလျှင်96ကောင်ကိုတောနိုင်ထားခဲ့ပြီးမှပျောက်သောသောတကောင်ကို တွေ့သည့်တန်အောင် သွား၍မရှာဘဲနေမည်နီသူသည်ထိုသောကိုတွေ့သောအခါဝမ်းမြောက်ဝမ်းသာဖြင့်၎င်းကို ပခုံးထက်တွင်တင်လေ၏ထို့နောက်သူသည်အိမ်တို့ပြန်ရောက်လင် မိဆွေများနှင့်အိမ်နီးချင်းများကိုခေါ်၍ငါနှင့်အတူဝမ်းမြောက်ကြလောအကြောင်းမူကားပျောက်သောသောကိုငါပြန်တွေ့ပြီဟု သူတို့အားဆိုလိမ့်မည်ထိုနည်းတူသင်တို့အားငါဆိုသည်ကားနောင်တရရန်မလိုအပ်သော ဖြောင့်မတ်သူ69ယောက်တို့ထက်နောင်တရလာသောအပြစ်သားတယောက်အတွက်ကြောင့်ကောင်းကင်ဘုံ၌ပို၍ဝမ်းမြောက်ခြင်းရှိလိမ့်မည်ဟု မိန်တော်မူ၏ယေရှုခရစ်တော်သခင်၏မွန်မြတ်သောဧဝံဂေလိတရားတော်ပေသည် The most sacred heart of Jesus ယေရှု၏အလွန်အတန်ရှင်းစင်ကြယ်တော်မူသောနှလုံးတော်တခင်ရဲ့နှလုံးတော်အားတရားကြီးညိုခြင်းဟာ ခရစ်ယာန်တို့ရဲ့နှလုံးသားမှာနက်နက်ဆိုင်ဆိုင် အမြင့်တွယ်နေခဲ့တဲ့အရာလည်းပဲဖြစ်ပါတယ်။တမျက်တနှိုးပြုတ်လောက်ကြတဲ့အရာလည်းပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုပြုတ်လောက်ခြင်းပေါ်တချို့ကဝေဖန်ကြတာတွေရှိပါတယ်။စိတ်ခံစားချက်ကိုဦးစားပေးလို့သူများအဖြစ်ဆွဆွဲတာကိုတွေ့ရပါတယ်။ emotional သူတို့ရဲ့အကြောင်းကြားချက်ကတော့စံစာထဲမှာတိုက်ရိုက်ညွှန်ထားတဲ့အချက်မပါဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်။နောက်တစ်ချက် ဒီလိုတရာကြီးညိုချင်းလှုပ်ချင်းဟာရုပ်ဝါဒီဆံလုံးနဲ့လို့လည်းပဲဆွဆွဲကြပါတယ်။ဘာဖြစ်လို့လဲဆိုရင်သူတယောက်ရဲ့နှလုံးသားဟာရုပ်ပိုင်းဆိုင်ရာအဆင့်မှာရှိနေတယ်။ဒါကြောင့်ဒီနှလုံးသားကိုတရာကြီးညိုချင်းဟာရုပ်ပိုင်းဆိုင်ရာရုပ်ဝါဒီများလှုပ်တဲ့အရာသာဖြစ်တယ်ဆိုပြီးဆွဆွဲကြတာကိုလည်းတွေ့ရပါတယ်။ဒီလိုဆွဆွဲခြင်းမျိုးအတွက်ကျွန်တော်တို့မှအပြည့်ရှိပါတယ်။ဒီလိုတရာကြီးညိုချင်းဟာတခြားအရာကိုတရာကြီးညိုချင်းမဟုတ်ဘဲနဲ့ လူသားတို့အပေါ်ဖျားသခင်ရဲ့ထားရှိတဲ့ချစ်ချင်းမေတ္တာကိုတရားကြီးညိုခြင်းလူသားများအားလုံးကိုကယ်တင်လို့တဲ့သူ့ရဲ့အလိုတော်ကိုတရားကြီးညိုခြင်းသူ့ရဲ့အတိုင်းအဆမရှိတရားကျင်နာခြင်းကိုတရားကြီးညိုခြင်းဖြစ်ပါတယ်ကယ်တင်ရှင်ရဲ့နှလုံးသားဟာမာဒီအရာတွေအားလုံးကိုတွေ့ရပါတယ်ဒီလိုတရားကြီးညိုခြင်းဟာတခြားဘာရမှာမဟုတ်ဘဲကျွန်တို့ကိုခရစ်သူတိုင်းပေါ်မှာလှာနံနဲ့ထိုးပေါက်ခံရပြီးနှလုံးခြေခွဲက နောက်ဆုံး ခြေနဲ့သွေးထွက်သည့်အထိအသက်ပေးလာတဲ့ကျွန်တော်တို့ရဲ့အသက်အဖြစ်အရင်ဖြစ်ဖြစ်ဆက်လက်တည်ရှိလာတဲ့ဒီနှလုံးတော်ကိုသဒ္ဓါကြီးညိုခြင်းပါစကားနတ်နေရကိုသဒ္ဓါကြီးညိုခြင်းသာလည်းဖြစ်ပါတယ်ပါစကားနတ်နေရဆိုတာမြင်နိုင်ရမှမမြင်နိုင်ရကိုမြင်လာခြင်းပဲဖြစ်ပါတယ်မြင်နိုင်တဲ့လူနှလုံးသားတစ်ခုကနေပြီးချစ်ချင်းမြတ်တာကို မြင်လာတယ်ဖျားသခင်ကိုမြင်လာတယ်မမြင်နိုင်တဲ့ဖျားကို ပို့ပြီးတော့တွေ့လာပါတယ်ဒါကြောင့် ဒီပါစကားနဲ့နဲ့ရကိုတရားကြီးညိုခြင်းသာလင်ဖြစ်ပါတယ်ဆိုတာကိုကျွန်တော်တို့မှတ်ယူကြမှာလည်းပဲဖြစ်ပါတယ်ယေຊုနှလုံးသားမှာကျွန်တော်တို့တယောက်စီအတွက်အသစ်သောဘဝအရင်မြင်ရှိပါတယ်ကျွန်တော်တို့ရှာဖွေနေတဲ့စိတ်ခြင်းနဲ့အာရနှစ်သိမ့်ခြင်းတွေရှိပါတယ်ကျွန်တော်တို့ရှာဖွေနေတဲ့လုံခြုံစိတ်ချရခြင်းတွေအားလုံးရှိပါတယ်အခက်အခဲများပြဿနာများအားလုံးဒီယေຊုရှင်နှလုံးတော်အားဖြင့်အသစ်သောနေ့ဖြင့်ရှုမြင်သုံးသပ်နိုင်ကား အပြေရှာနိုင်မှု အားထုတ်နိုင်မှုကျေးဇူးတော်များအစဉ်စီးဆင်းရာဌာနပဲဖြစ်တော့ပါတော့တယ်ယေရှုရှင်လုံးတော်တပည့်တော်တို့ကိုတနာတော်မူပါ